Hello အားလုံးပဲမင်္ဂလာပါ United ရှူကနေယူဆိုပါတယ်ပြီးတော့ Sky Sport ကတော့ Manchester United အသင်းရဲ့တိုက်စစ်ကစားသမားပြည်သူ Benjamin Sesko ကစပါးနဲ့ပွဲမှာရခဲ့တဲ့ဒဏ်ရာကြောင့်ပေါ့နော်တလားခံလောက်ထိဒါအနာယူဝနိုင်ကြီးရှိတယ်ဆိုပြီးတော့ report လုတ်လာတယ်ဒါ Sky Sport တွေမဟုတ်ပါဘူးကျွန်တော်တို့ဒီ Athletic ရဲ့ Manchester United correspondent ဖြစ်တဲ့အဲ correspondent လို့ကျွန်တော်ပြောရမလားဒီ Lorido Baro ကနေပြီးတော့ report တွေကျွန်တော်လုတ်ထားတယ် Benjamin Sesko ကအများဆုံးပေါ့နော် Manchester United အသင်းကနေပြီးတော့ injury ပြဿနာကြောင့်တလားကန်တီကျွန်တော်နားရဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောရတယ်ဆိုတော့အကယ်လို့သူ့ရဲ့ပြန်လည်တက်တာဖို့အတွက်ဂျူပန်တဲ့ program တွေဒါဘာပြဿနာမှမရှိအရာအလုံးကြားထဲမှာအဆင်ပြေခဲ့တယ်ဆိုရင်တလားအတော်တွင်မှာပြန်ကစားနိုင်မယ်ပေါ့ဆိုတော့ဒါဟာ Manchester United ကောင်းတဲ့သတင်းတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒါတော့မှဒါတလားကိုကျွန်တော်တို့ကထပ်ပါတော့ sorry တပတ်ကိုတပွဲလောက်ပဲကစားနေရတဲ့အခြေအနေမျိုးဆိုတော့ပွဲတွေကတော့အများကြီးမလွတ်ဘူးသို့တော်လည်းပဲ တလဆိုတာကျွန်တော်တို့က၄ဘွဲလောက်ကျွန်တော်ရှိတယ်ဗျာပူစုရကကျွန်တော်ဒီ international break ပြီးသွားပြီဆိုလို့ရှိရင် match လာလောက်အထိပေါ့နော်ကျွန်တော်ကတော့ဒီဘယ်လိုပြောမလဲဒါ international break ဒီဘာတွေမရှိတော့ဘူးဆိုတော့အသင်းကတောက်လျှောက်ဆိုလိုပွဲတွေကျွန်တော်လွတ်တော့မှာနောက်တစ်ခုကပူပြီးတော့ဆိုတာကဘာလဲဆိုတော့ချစ်ချောက် Manchester United ရှင်ပြိုင်ကစားရမယ့်ပွဲတွေကဘယ်လိုပြောမလဲကိုအောက်မှာရှိတဲ့အသင်းတွေနဲ့ပဲကျွန်တော်ကကစားဖို့ရှိတယ်ဆိုတော့ကိုတွေ ပြောရင်အနိုင်ယူနိုင်တဲ့အသင်းအနေနဲ့ပဲကျွန်တော်တို့ကတွေ့ရတော့မှာအဲ့လိုအခြေအနေမျိုးမှာအသင်းမှာတွင်းကိုနဲ့ပတ်သက်လို့တကယ်မြင်ရနိုင်ချေရှိတဲ့ရှေ့ကိုကိုလက်လွတ်ထားရမယ်ဆိုတာကကောင်းတဲ့တင်တော့ကျွန်တော်မဟုတ်ဘူးဗျာနော်ဆိုတော့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ရှိလာမဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှင် Everton နဲ့ကစားရမယ်ဗျာ Everton နဲ့ပွဲစဉ်ကတေချာပေါ့ကျွန်တော်လွဲမယ်ရှေ့ကိုကပြီးရင်ကျွန်တော် Crystal Palace နဲ့ကျွန်တော်ရှင်မယ်ကစားရမယ်အဲ့ဒီပွဲစဉ်တွေကျွန်တော်တေချာပေါ့ကျွန်တော်လွဲဖို့ရှိပြီးတော့ ဝက်ဆမ်ကိုအိမ်ဝင်ဝူဘာဟန်တန်ကိုကျွန်တော်တို့ဒါအဝေးဝင်ဆိုတော့ဒီဒီမှာကိုယ့်ရဲ့မှာရှိမြိုင်ကစားမဲ့ဝူဘာဟန်တန်ရဲ့ပွဲစဉ်လောက်ထိကိုကျွန်တော်တို့ဒါတေးကြပေါင်းနှီးပါဘင်ဂျမင်ရှေ့ကူကလွဲဖို့ရှိပြီးတော့အခက်မသိရင်ဘုံမောင်းတို့အက်စတိုမီလာတို့ပေါ့နော်အဲကျွန်တော်နှစ်ပွဲလောက်ထိပဲသူဆက်ပြီးတော့လွဲမဲ့နေထားမျိုး6ပွဲလောက်ထိဘာကြောင့်လဲဆိုတော့ကျွန်တော်အနေနဲ့ဟိုထားပါတော့ဗျာဒီဝူဘာဟန်တန်ရဲ့ပွဲစဉ်လောက်ထိကတလလောက်နားရမယ်ဆိုတေးကြပေါင်းသူလွဲတော့မှာအဲ့ဒါပြီးရင်ဘုံမောင်းနဲ့ဘုံမောင်းနဲ့ပွဲကလည်းကိုရီကိုဒုက္ခပေးနေတဲ့အတင်းသူဆိုလည်းပဲ ဘုံမောင်တဲ့ပွဲမှာဆိုလို့ရှိရင်ဒီရှက်ကူကသိတယ်မလား100% fit မဖြစ်သေးလို့အယံကုံမှာဝင်လာတာအယံကုံမှာပဲရှိနေတာမျိုးပေါ့နော်အက်စတူမီလာနဲ့ပွဲကြမှာအယံကုံကနေစပြီးတော့ဝင်လာတာမျိုးပေါ့ဒီလောက်ပဲကျွန်တော်တွေ့ရမှာဆိုတော့တီချာပေါက်ကတော့ဘုံမောင်လောက်နဲ့အထီကူပဲဘင်ဂျမင်ရှက်ကူကိုမြင်ရဖို့မရှိဘူးဒါအချိန်ကြီးမကောင်းပါဘူးကျွန်တော်ခုနကပြောသလိုပဲလက်ရှိမန်ချက်စတာယူနိုက်တက်ကရှေ့လာမယ့်ပွဲစဉ်တွေဒီတော့ရှေ့လာမယ့်ပွဲစဉ်အများစုဒီကိုအောက်မှာအခုဇယားကိုအောက်မှာရှိတဲ့အသင်းတွေနဲ့ကျွန်တော်ကစားရအောင်မယ်ဆိုတော့ ကိုရီးယားအနိုင်ယူနိုင်မှကျွန်တော်ရမှာဆိုတော့ပို့ပြီးတော့လွယ်ကူတဲ့အသင်းတွေနဲ့ကျွန်တော်ကစားရမယ်ဒါမှမဟုတ်ပို့ပြီးတော့ဗောနော်ကို့ထက်ဒါအဆင်မပြေဖြစ်နေတဲ့အသင်းတွေနဲ့ကျွန်တော်ကစားရမယ့်ချိန်မှာကိုရီးအနေနဲ့အမှတ်ပြည့်တွေယူနေအောင်ကျွန်တော်ကြိုးပမ်းမှာလောတဲ့ကိုရီးအဆင့်ခွန်မှာကျွန်တော်ရှိနေတယ်အေဗာတန်တော့ကျွန်တော်ဒါအဆင့်73မှာအဲ့ဒီတင်နဲ့ကျွန်တော်ကစားရမယ်ပြီးခရစ်စတယ်ပေးလစ်အဆင့်10မှာဒီတင်နဲ့ကျွန်တော်ကစားရမယ်ပြန်ကျွန်တော်တို့နေဘယ်တင်းနေကျွန်တော်ရှိသေးလဲเนาะ Everton Crystal Palace ပြီးရင် Wolverhampton ဒီတင်းနေကျွန်တော်ရှိမှန်ကစားရမယ်ပြီးဘုံမောက် ဒီသင်းတွေနဲ့ကျွန်တော်ရှင်းမင်းကစားရမယ်ဆိုတော့ United အတွက်ကိုယ့်အထက်ပေါ့နော်ကိုယ့်ရဲ့အောက်မှာရှိနေပါတယ်ဆိုတော့အသင်းတွေနဲ့ပဲကျွန်တော်ကစားမယ်အခြေအနေမျိုးမှာအနိုင်ရအောင်တော့ကျွန်တော်ဒါလုံနိုင်မှာကျွန်တော်ရမှာဝက်ဆမ်နုကောဦးပန်ဟန်တန်နုကောဆိုတော့ဒါကြအဲ့လိုပွဲမျိုးတွေမှာဆိုလို့ရှိရင်ဗျာရှက်ကူတို့ကတကယ်ဂူးသွင်းနိုင်မယ့်အခြေအနေမျိုးတွေဒီအသင်းတွေရဲ့နောက်တန်းတွေတော့ရှက်ကူတို့ဘာလို့ကဂူးတွေဘာတွေသွင်းနိုင်မှုကျွန်တော်မျှော်လင့်လို့ရတယ်။ဒါပေမဲ့လို့သူအဲ့ဒီပွဲစဉ်တွေကိုလွဲတော့မယ်ဆိုတော့တရင်ကောင်းတော့ကျွန်တော်မဟုတ်ဘူး။ ဒါပေမဲ့လေခုနကပြောလို့ဂျူဂျူဝါ60တို့အတွက်အခွင့်အရေးကောင်းကျွန်တော်ဖြစ်လာပြီပြီးရင်ကျွန်တော်ဘလူးနိုဖရန်နက်စ်ကိုတိုက်စစ်ကိုပို့ပြီးတော့ပို့လို့ရမယ်အခွင့်အရေးမျိုးတွေကျွန်တော်ရှိလာပြီကျွန်တော်တော့မထင်ပါဘူးနော်ဘာလို့လဲဆိုတော့မေဆန်မောင့်ရှိနေလို့ပဲမေဆန်မောင့်ရှိနေပြီမေဆန်မောင့်ကလည်းဘလူးနိုလိုကွင်းလယ်မှာမကစားနိုင်ဘူးအဲ့ဒီတော့သူ့ကို attacking midfield မှာလည်းထားတာပဲကောင်းတယ်ဆိုတော့ကူညာ Brian Ambumo မေဆန်မောင့်ဆိုတော့တိုက်စစ်၃ယောက်ကိုကျွန်တော်အမြဲတမ်းဒီပါ search ကိုမပါဘဲမတာမပါသေးဘူးကျွန်တော်မြင်ရဖို့ရှိတယ်ဒုတိယပိုင်းကျမှာပဲ 85မိနစ်လောက်တို့ဘာလို့မှပဲဂျူရှူဝါဇစ်ဂျီတို့ဘာလို့ကိုထဲ့တာမျိုးဒါမှမဟုတ်ရင်ကျွန်တော်တို့ဘောနော်ဒီနေရိုနံပါတ်တန်ကမေဆန်မောင်းကိုထုတ်ပြီးရင်ကျွန်တော်တို့အနေနဲ့အာဗာလန်တီဘရူနိုဖရန်နက်စ်ကိုရှေ့ဖို့မိန်းနူးကို defensive midfielder နဲ့တွဲလိုက်တာမျိုးဒါမျိုးတွေပဲကျွန်တော်မြင်ရမှာပဲကျွန်တော်ကတော့ဖရန်နက်စ်ကိုတိုက်စီကိုလိုက်ပြီးတော့ဘောနော်တွန်းတာမျိုးတွေကျွန်တော်ဘောနော်တက်ပြီးတော့မြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့ United အနေနဲ့ဘောနော် United အနေနဲ့တေချာတာတစ်ခုကတော့ ဘယ်လိုပြောမလဲဟိုဘယ်လိုဘယ်လိုပြောမလဲတေချာတာတစ်ခုကတော့အသင်းအနေနဲ့ဘင်ဂျမင်ရှက်ကူကိုတလာနီးပါလက်လွတ်ရတယ်ဆိုတာမျိုးကတော်တော်ကိုစိတ်ပြက်စရာပါတော်တော်ကိုစိတ်ပြက်စရာပါဒါကြောင့်လည်းအသင်းကပြီးခဲ့တဲ့နေ့တွေကဘာ statement မှမထုတ်ပြနေတဲ့ journalist တွေရဲ့ယူဆချက်တွေလောက်ပဲကျွန်တော်တွေ့ရတာရှက်ကူကအကြာကြီးနားဖို့မရှိဘူးမရှိဘူးဆိုပြီးတော့သို့သော်လည်းပဲတလာဆိုတာကကျွန်တော်လေးဘွဲလောက်ထိကျွန်တော်လွဲမဲ့ချင်နေမျိုးဆိုတော့သိလက္ခဏာကောင်းတော့ကျွန်တော်မဟုတ်ပါဘူးเนาะဆိုတော့ဒီထက်ပို့ပြီးတော့မဆိုးဘူးပဲကျွန်တော်မျှော်လင့်ရမယ်ခက်မြမြပြန်လာနိုင်မှုပဲကျွန်တော်မျှော်လင့်ရမယ် တော့ညီကလို့ရောဘလူမီညလဲဆိုတော့လက်ရှိရှက်ကူရဲ့တင်းနေပတ်သက်လို့ဆွေးနွေးကြပါအောင်ကြည့်ရှုပါပြီညီကူများလုံးကိုကျေးဇူးများရေးတင်ပါတယ်